မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်မှကြားဖြတ်နိုင်နေရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရှိတောင်အာရှတဝိုင်းရှိစိုက်ဘာငွေလိမ်ကိုင်းများကိုနှိမ့်နေရန် Scan Center Strikeforce အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီဖြစ်သည်ဟုအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်ထိုအဖွဲ့တွင်တရားရေးဝန်ကြီးဌာနမှရှေ့နေများ FBI အေဂျင့်များ စစ်ကရက်ဆာဘစ်ခေါ်လှုပ်ဝက်ဝင်ဆောင်မှုအဖွဲ့နိုင်ငံသားရေးဝင်ကြီးဌာနမှအရာရှိများပါဝင်ပါတယ်အဆိုပါတပ်ဖွဲ့သည်အရှိတောင်အရှတွင်အဆိုရွာဆုံးသောကျူးလွန်နေသောလိင်လယ်မှုစင်တာများနှင့်၎င်းတို့၏ကောင်းဆောင်များကိုစုံစမ်းစစ်ဆေးမီအနောက်အရှက်ပေဖျက်ဆီးပစ်မီတရားစွဲဆိုမီဖြစ်ရာမြန်မာကမ်ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကိုအထူးကထားဆောင်ရွက်သွားမည်ဟုကြေညာချက်တွင်ပါရှိပါသည်2024ခုနှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခဲ့ကြ၍ တသက်တာစူဆောင်းထားသမျှငွေများဆုံးရှုံးဘဝပြတ်သွားသူအများပြားရှိလာခဲ့၍ယခုလိုပြက်ပြက်သားသားအေးအေးယူရန်ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဗိုလ်တပူးနေတွင်အစိုးရခိုင်းများအားအကာအကွယ်ပေးနေသည့် DKBA အဖွဲ့နှင့်ခေါင်းဆောင်များအားလုံးပါဝင်ပတ်သက်နေသည့်ထိုင်းကော်မတီများအားလုံးကိုပထမအဆင့်အနေဖြင့်စီးပွားရေးပိတ်ဆို့တံခတ်မှုများပြုလုပ်ကြောင်းအမေရိကန်ဗန်နာယီဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။စက်တင်ဘာလအတွင်းကစောချစ်သူဤကရင်အမျိုးသားတပ်ဆိုသည်ကိုလည်းအလားတူပိတ်ဆို့တံခတ်လာခဲ့ပါတယ် လက်ထောက်ဖန်နာရေးဝန်ကြီးဂျွန်ဟာလီမှာထုံငွေလိန်ကိုင်းများသည့်မြန်မာစစ်အုပ်စု၏ရက်ဆက်တန်းကျုပ်စွာကျူးလွန်နေသောပြည်တွင်းစစ်ကြီးအားလည်းကုညီအားဖြစ်ပေးနေကြောင်းအမေရိကန်ကဆိုပါတယ်။စိုက်ဘာရာဇဝတ်ကောင်များဤသည့်နေရာတွင်လှုပ်ရှားနေစေကမူလိုက်လံဖမ်းဆီးရန်နှင့်အမေရိကန်မိသားစုများကို၎င်းတို့၏ခေါင်းပုံဖြတ်မှုများမှကကွေရန်အတွက်မိမိတို့ပိုင်ဆိုင်သည့်ကရိယာအားလုံးကိုဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လိန်လည်၍ရလာသောငွေချို့သည် DKPA ထိန်းချုပ်ထားသည့် KK ဘတ်အတွင်ရှိတိုက်ချံဟုအမည်ပေးထားသည့်ဌာနချုပ်သို့ရောက်ရှိသွားသည်ဟုအမေရိကန်ကယုံကြည်လျက်ရှိပါသည်အမေရိကန်သည်အဆိုပါခိုင်းမြောက်ကိုဖြိုခွင်းရမြန်မာစစ်အုပ်စုအားတွယ်ဝိုက်ဖိအားပေးခဲ့တော်လဲ၎င်းတို့ဘက်ကအပေါ်ယံဟန်ပြလူကြားကောင်းအောင်လုပ်ပြပြီးလိန်လေလာခဲ့၍အမေရိကန်မှအုံနှင့်ကျင်းနှင့်ပါဝင်ပတ်သက်ရန်ဆုံးဖြတ်လိုက်ပုံရသည် စေအိုစု၏နိုင်ငံသားရေးဝန်ကြီးတန်းဆွေမှကြောက်လန့်တစားဖြင့်ရန်ကုန်ရှိတန်တမန်များကိုဖိတ်ခေါ်ပြီး KK ပတ်ရှိအဆောက်အဦပေါင်း625လုံးရှိသည့်အနက်148လုံးကိုဖျက်ဆီးပြီးဖြစ်ကြောင်းဆက်၍လည်းလုံသွားမည်ဆိုသည့်အခြေအနေအမှန်ကိုမိမိတို့အစိုးရများထံတင်ပြပေးကြပါဟုတောင်းဆိုသွားပါသည် ဆေအိုစုသည်ဖြက်စီးမှုများအားဟန်ပြတာလှုပ်ဆောင်ခြင်းဖြစ်ကြောင်းတရုတ်ကိုင်းကောင်းဆောင်များထိခိုက်ခြင်းမရှိပေလွမြောက်သွားကြောင်းနှင့်၎င်းတို့၏မဟာမိတ်များဖြစ်သည့်နေဂျာဆောင်တန် BGF မှ တက်စဉ်ဒေါ်လာဗီလီယံပေါင်းများစွာအချိုးမြတ်ရရှိနေကြောင်းနှင့်စောချစ်သူအောင်အပေးကြောင့်အေးမယူပဲလွှတ်ထားရသည်ဟုသောကြဲကြဲပြန့်ပြန့်ဝေဖန်လာမှုများကိုဖြည့်ရှင်းပေးနိုင်ခဲ့ခြင်းမရှိဟုသတင်းဌာနကတုံ့သက်ပါတယ်။အမေရိကန်သည်မြန်မာအားဗနီဇွဲလာကဲ့သို့လုံမလာဟုမြည်သူမှတက်အပ်တိကျမပြောနိုင်။ထို့ပြင်တရုတ်တို့ရွှေလိုဥကအရေးတကြီးကြီးလုပ်နေသော မြန်မာစစ်အုပ်စုတည်လဲအမေရိကန်ဤခေါင်းစဉ်ပြောင်းတက်လာတော့ဖြည့်ရှင်မှုနှင့်ရင်ဆိုင်လာရဖို့ရှိနေသည်။၎င်းတို့နိုင်ငံသားများလိမ့်လေခံရသည့်အတွက်တရုတ်အစိုးရမှရှမ်းမြောက်ဒေသတစ်ခုလုံးကိုစစ်ရေးအရထိန်းချုပ်ပြီးအဆိုပါဂိုင်းများကိုနှင့်ထုတ်လိုက်ပြီးထိုင်းမြန်မာနယ်စပ်သို့ပြောင်းရွှေ့လာခြင်းဖြစ်ရာအမေရိကန်ဘက်မှလည်းမိမိတို့ကအဘဲကြောင့်ထိုးထုတ်လုပ်၍မရနိုင်သနည်းဟုမေးခွန်းထုတ်လာပုံရသည်။တနည်းအတွင်းဒေါ်လာ10ဘီလီယံဆုံးရှုံးနေမှုသည်ငွေမျက်နှာသာကြီးတက်သောဒေါ်နယ်ထရန့်အပေါ်မျက်လုံးပြူးစရာဖြစ်လာရသည်ထို့အတွက်စောချစ်သူသည် အနည်းနဲ့အမြတ်ဆိုသလိုအမေရိကန်တို့မူးယစ်ကုန်ကူးမှုနဲ့အလိုရှိနေသောပနားမစစ်ကောင်ဆောင်နော်ရီကာကဲ့သို့ကံကြမ္မာဆိုနှင့်အနည်းနဲ့အမြတ်ဆိုသလိုကြုံလာရဖို့ရှိနေသည်ဟုခံမှန်းချက်များထွက်ပေါ်လာနေပြီဖြစ်သည်။ထိုင်းနိုင်ငံကလည်းရွှေကုတ်ကိုရှိအွန်လိုင်းငွေလင်ခိုင်းများကိုကျိုးကင်နေသောရှဲချစ်ချန်အားတရုတ်နိုင်ငံသို့လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။ပြည်အဝရီကမူယခုအခါတရုတ်အာဏာပိုင်များသည်ရှီချစ်ချန်မှတဆင်စောချစ်သူ မိမြအတိုင်းအထအတိပါဝင်ပတ်သက်နေသည်ကိုအတိအကျသိရှိတော်မူဖြစ်၍စောချစ်သူအားအမေရိကန်တို့ထက်ပင်တရုတ်ဘက်ကအရင်လက်ဦးမှုရယူနိုင်သည်ဟုရေးသားထားသည်ထို့သောအရေးများကိုရိစားမိပုံရသော BGF ကောင်းဆောင်စောချစ်သူသည်၎င်း၏လုပ်ဖော်ကိုင်ဘက်ကြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကျမ်းမာစေကြောင်းစူတောင်းပွဲကိုပင်အခမ်းအနားနှင့်ပြုလုပ်ပြီးနှုတ်ဆက်ထားရန်တွဲဝိုက်တောင်းဆိုခဲ့ပြီးဖြစ်သည်မင်းအောင်လိုက်အဖို့လဲရွေးကောက်ပွဲဇက်ထုတ်ဖြင့်လိန်ဖို့ပင်စိတ်အေးလက်ရေလှုပ်ရမရဖြစ်လာနေသည် ၎င်းတို့အုပ်စုသည်ထိုသို့အလိမ်အညာများပြပအားကိုဖြင့်တစ်သလုံးလှူစားသွား၍ရမည်ဟုယူဆနေခြင်းကပင်အံ့ဩစရာဖြစ်နေရသည်ဆလဘီပရောင်မြို့နယ်နေရာစုံ၌တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ဘက်မှတေဆုံနှင့်ထွက်ပြေးသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ခြမ်းပရောင်တပ်နှင့်ညောင်ကျိုးစစ်မျက်နှာပြင်တွင်အရက်ကတပ်တော် AA နှင့်စစ်ကောင်မရှင်တို့ထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်။ စီရေးကုတ်ကဲမှုဌာနချုပ်စကခံ30မော်လိုက်ဤလက်အောက်ခံတရင်များသည့်ညောင်ကျိုးညောင်ချေတောင်းနှင့်ကာကွယ်ရေးပစ္စည်းစက်ယုံကပါစ76အနီးတိုက်ပွဲတို့တွင်ထိခိုက်ဒေဆုံးထွက်ပြေးမှုများရှိနေပြီးအထိနာလျက်ရှိကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။အေအေကဖမ်းဆီးရမိတဲ့တပ်တွေထဲမှကလေးနှင့်ဖောင်းမြင်ကတပ်တွေပါဝင်နေပြီးခဲ့တဲ့၄ရက်နေ့ကလည်းညောင်ချေတောက်ကလွတ်လိုက်တဲ့တပ်တွေကစင်းကလေးအထွက်ပြေးကြတယ်လို့သတင်းထွက်ထားတော့အေအေက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းအမှန်ပါပဲ။ ။မြောင်ကျိုးတဝိုက်နဲ့ကပ္ပစ6အနီးမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ယခုနိုဝင်ဘာ8ရက်9ရက်10ရက်နေ့တို့တွင်မြောင်ကျိုးစစ်မျက်နှာပြင်မှထွက်ပြေးပြီးဖမ်းဆီးရမိသူလက်နက်ချအလင်းဝင်သူစစ်ကော်မရှင်တပ်ဖွဲ့ဝင်30ခန်းကိုအေအေကထိမ့်သိမ်းထားကြောင်းနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်လာပါရယ်။ စစ်ကော်မရှင်ဤစကခ30လက်အောက်ခံခမရ363နဲ့ခမရ363တရင်များမှစစ်ကော်မရှင်တပ်ဖွဲ့ဝင်16ဦးကိုကပစ16အနီတိုက်ပွဲများအတွင်မှအေအေခဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ညောင်ကျိုးကျေးရွာနယ်အရှိတ်မီတာ2500အကွာ၌ရှိသည့်လေတာတောင်ပတ်ဝန်းကျင်တွင်လည်းတိုက်ပွဲများပြင်းထန်ခဲ့ပြီးခမရ368တရင်တစ်ခုထဲမှစစ်ကော်မရှင်10ဦးကိုအေအေခလက်ရဖမ်းဆီးရမိခဲ့ပါတယ်။ ်ထို့ပြင်ပရောင်မြို့နယ်ကပ္ပစ76အနီးရင်းဆိုင်တိုက်ပွဲများအတွင်မှလည်းခမာယ363တပ်ရင်းမှတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့သည်ဟုဆိုပါတယ်။ထိတွေ့တိုက်ပွဲများမှာရခိုင်ရုံးမပေါ်နှင့်ရုံးမအောက်တောင်ကြားလမ်းများတွင်ပြင်းထန်နေခဲ့ပြီးကပ္ပစ76ဤကာကင်းနေရာညောင်ကျိုးဆင်လန်ကြားလေတာတောင်ကျော်666စက္ကန့်ကုန်အနီးတို့တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည် ပိတ်ဆို့တိုက်ခိုက်ခံရတဲ့ White 666စက္ကန့်ကုန်သည်ကပ္ပစ16၏အဓိကကာကင်းစက္ကန့်ကုန်ဖြစ်ပြီးခုနမိုင်ကျော်กว่าဝေးကြောင်းသိရပါတယ်။စစ်ကော်မရှင်တပ်များအနေဖြင့်ဆင်လန်နှင့်ညောင်ချေတောက်တို့ဘက်မှအင်အားစုဖွဲ့လာသည့်စစ်ကြောင်းသည်ညောင်ချိုးဘက်ကိုတံပြန်တိုက်စစ်ဆင်လာသည့်အနေအထားသို့ရောက်ရှိနေကြောင်းသိရပါတယ်။လက်ရှိတွင်စက္ကခတ်တဲ့မော်လိုက်၏လက်အောက်ခံတပ်ရင်းများမှတပ်ဖွဲ့ဝင်30ကျော်သည်၃ရက်အတွင်းကစင်ကလျာထွက်ပြေးကအလံဖြူထောင်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးစစ်တပ်ကဘာသာရေးအဆောက်အအုံယာနယ်ချီဖျက်ဆီးခဲ့ကြောင်းဗာတီကန်သတင်းဌာနဖော်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းမြန်မာစစ်တပ်ဟာဘာသာရေးနေမြင့်တဲ့အဆောက်အအုံတွေယာနယ်ချီဖျက်ဆီးပစ်ခဲ့ပြီးဖြစ်တယ်လို့ဗာတီကန်ခြေဆိုင်သတင်းဌာနဖီစ်ကဖော်ပြခဲ့ပါတယ်။နိုဝင်ဘာ17ရက်နေ့သတင်းကြေညာချက်ထဲမှာတော့အာနာသိမ့်ပြီးနောက်ပိုင်းဖျားကြောင်းတွေဖုံကြီးကြောင်းတွေပလီတွေဝိပြုဆောင်တွေစုစုပေါင်း200ကျော်ဟာထိခိုက်တာ အလုံးစုံဖျက်ဆီးတာပြီးကြုံခဲ့တယ်လို့ပါရှိခဲ့ပါတယ်။ တချို့ဘာသာရေးအဆောက်အုံတွေမှာလူရဲမှုတွေလည်းခံခဲ့ရပါတယ်ဖြစ်စဉ်အများစုရဲ့လက်သက်တရက်ခန့်ဟာအာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဆိုတာအတည်ပြုထားနိုင်ကြောင်းဖြီးတွင်းကသတင်းရင်းမြစ်တအူက PC ပြောကြားခဲ့ပါတယ်။ဘာသာရေးနေမြေတွေအဆောက်အုံတွေဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေကိုသကိုင်းတိုင်းမကွေတိုင်းချင်းပြည်နယ်နဲ့ကရင်နီပြည်နယ်တွေမှာအ धिक ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီဒေသတွေမှာစစ်တပ်ကအယက်သားဧရိယာတွေကိုပါမရှောင်ဘဲလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေတာကြောင့်ထိခိုက်ပျက်စီးမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့9နှစ်တာအတွင်းအာဏာသိမ်းစစ်တပ်ဟာဘာသာရေးအဆောက်အုံတွေတာမကပဲကျမ်းမာရေးလူမှုရေးပညာရေးဆိုင်ရာအဆောက်အုံတွေကိုပါတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ Face ဟာအခုတရင်အတွက်ခရီးရန်ဘုံကြီးကျောင်းတွေသာသနာပြုဝင်တဲ့တွေကက်သလစ်ခရီးရန်ဘာသာဝင်တွေမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာ IIMM နဲ့မြန်မာ Westnet လို့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအဖွဲ့အစည်းတွေစီကအချက်လက်တွေကိုရယူခဲ့ပါတယ်။ အာနာသိမ်းမှုနောက်ဆက်တွဲပြည်တွင်းစစ်ကာလအတွင်းဘာသာရေးအတိုက်အဝန်းတွေမှာထိခိုက်မှုတွေဘလောက်ကြီးမားခဲ့တယ်လဲဆိုတာကိုလည်းကက်သလစ်အဖွဲ့အစည်းတွေကအသေးစိတ်စည်ရင်ကောက်ခံမှုတွေရှိနေတယ်လို့သိရပါတယ်။ဘာသာရေးအဆောက်အုံတွေတာမကပဲဆေးရုံ၊ဆေးကန်တွေအခမဲ့ဆေးကုကန်တွေအပါအဝင်ချမ်းမကြီးစောင့်ရှောက်မှုအဆောက်အုံပေါင်း400ကျော်ဟာလဲစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုကြုံခဲ့ရကြောင်း Fees ကဆိုပါတယ်။ကျောင်းပေါင်း140ကျော်ဟာလေစစ်တရဲ့ဒီကျောင်းတိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးထောင်ပေါင်းချီတဲ့ကလေးတွေရဲ့ပညာသင်ကြားခွင့်တွေဆုံးရှုံးခဲ့ရတယ်လို့ဖီစက်သတင်းမှဖော်ပြထားပါတယ် ဲ့ဒီလိုအဖက်ဖက်ကနှစ်နာဆုံးရှုံးမှုတွေကိုတော်လန်ရေးအားကောင်းရာချင်းပြည်နယ်ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်တွေကခရီးရန်လူအဖွဲ့အစည်းအများပြားလဲတက်ရောက်ခန်းစားခဲ့ရကြောင်းသိရပါတယ်ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်